ဝိသေဝတ်တွေအတွက်တော့မစင်အောင်စားစရာပဲဒီလိုပဲစစ်တပ်ကအစားအစာတွေဟာပြည်သူတွေမျက်ရည်ကျပြီးတော့အာဏာကိုခိုးပြီးတိုင်းပြည်ပြည်ရဲ့တန်ဇာတတွေဗန်နာတွေကိုအလွဲသုံးစားလုပ်နေတဲ့တကြောင်အဲ့ဒါမစင်ပဲအဲ့ဒီမစင်ကိုကြိုက်သွားတဲ့ဘုံကြီးတွေဟာဖောက်လဲဖောက်ပြန်ဖြစ်ကုန်တာပဲဘုံကြီးတွေအဲ့လောက်ထိအတိမရှိရင်ခွေးထက်အောက်တန်းကြတဲ့အတိဖြစ်သွားတာဒါဦးစင်းတို့ညှားစရာမလိုဘူးဒါဖောက်ပြန်ရေးဓမ္မတွေလို့ခေါ်တယ်ဒီနေ့ဘုံကြီးတွေကသူတို့အလုပ်ဖြစ်တဲ့ဓမ္မကိုချစ်ချစ်မြည်မြည်လို့မပြောရကြတာ ိင်္ဂလုံးဝါဒတုံးမှာဗုဒ္ဓပြောထားပြီးတဲ့ဘုံကြီးမှန်လို့ရှိရင်အင်္ဂါမှန်းရင်မကောင်းမြတ်တာကောင်းရညွန်လေးအသေးဟောကျူးနာဘူးထက်မှန်နတ်ထန်တင်ရမြတ်တာလည်းပြူရမ်းမှု၆ခုလွန်သေးကြမကောင်းဒီအာသမဖြစ်နေပြီဆိုတာမင်းရမှာပိတ်ပင်ရမှာဆက်မကျူးလွန်အောင်လုပ်ကြအဲ့တော့လူတွေတော်ကဓမ္မအမှန်တရားအတွက်အသက်ဆုံးမီကိုတိုင်းပြီကောင်းမှုအနာဂတ်မျိုးဆက်တည်လေးတွေလူလူသူလူနေရဖို့နော်ဒီအာနာရှင်အောက်မှာတတလုံးခွေးထက်အောက်တန်းကြတဲ့ဘဝတွေနေရမှာဆိုးလို့စုံနေကြတာ ုန်းကြီးတွေကတော့နေပလိစီသူတို့စားနေရရင်ပြီးရောစစ်အာဏာရှင်နဲ့ပေါင်းစားခြင်းရမစင်ကိုခွေးတွေဝက်တွေကြိုက်တယ်လို့စားနေခြင်းပဲအင်းပါဗျာတရားမေးလျှောက်ခွင့်ပြုပါဗျာအာဆရာတော်ဆိုင်ရေးဆရာဘုန်းကြီးတပါးကပြဿနာဖြစ်တာဒီနှစ်ပတ်သလုံးမှားတယ်လို့တရားမှာဟောတာပါဗျာအဲ့တော့တပီးတော့တို့အမှုတွေပါတယ်ရေးဆိုင်နေဆိုရင်အာတစ်ဖက်ကတည့်ရလို့တစ်ဖက်ကတည့်ရခံအာတစ်ဖက်ကမှားပြီးတော့တစ်ဖက်ကမှန်တယ်အဲ့လိုကိုပဲ ရက်တည်ပေးရပါတယ်ခင်ဗျာအဲ့တော့ခုံကြီးတပါဖြစ်ပါလေပြဿနာဖြစ်လာတာနှစ်ဖက်စလုံးမှားတဲ့ဆိုရင်ဒါဟာဖះဟောင်းနဲ့ညီပါသလားဖြေချပေးတော့ဘူးပါခင်ဗျာဦးဇင်းတို့ဘုံကြီးတွေဟေ့ဆိုတာဓမ္မမှန်နိုင်ပြုရမယ်နော်ဓမ္မဘက်မှာမမမရဲဓမ္မကိုတွေးဖြီသွားလို့မရဓမ္မလမ်းကြောင်းသိမ်းဆောင်သွားလို့မရအဲ့တော့ဓမ္မဆိုတာဘာလဲဦးဇင်းတို့ဒါပရမဟုသုံးသိဖို့အရေးကြီးတာဓမ္မဟေ့ဆိုတာဓမ္မတော်ဘာဝန်ဒါရီတိတိဓမ္မပဲ ဓမ္မဆိုတာတဘာဝတရားပဲအရှင်းဆုံးအနည်းဆုံးအနေနဲ့ဥပမာနဲ့ပြောရင်တမယာဓိဋ္ဌိချင်းဤဆိုတာဒါတဘာဝပဲသူ့ရဲ့တဘာဝဓမ္မပဲတညခဲတိချိုဤပြားရည်တိချိုဤနော်တမယာဓိဋ္ဌိချင်းဤငြုပ်တိဋ္ဌိဆက်ဤဒါသူ့တဘာဝပဲတမယာဓိရဲ့ချင်းနေရင်တဘာဝကြတယ်ချင်းနေလို့ဥစဉ်လို့တည်းဆင်းဖြစ်တယ်ဒါပေမဲ့ချင်းနေခြင်းကနေဖောက်ပြန်သွားပြီချိုပြီဟဲ့ဆိုရင်ဘာမဆန်းနဲ့တော့အန္တရာယ်ရှိပြီဟုတ်လို့ဆိုတမယာဓိစီကဥစဉ်တော့အချိုလိုချင်တာမဟုတ်ဘူးအချင်းတတ်ပဲလိုချင် ူကဦးစင်းတို့ကိုအချင်းပေးဖို့ပဲဦးစင်းတို့ထင်ရခဲကိုစားရတာဟာထင်ရခဲစီကဦးစင်းတို့ကအချိုးတဲ့လူချင်းတို့ပဲထင်ရခဲကအချင်းပြောင်းသွားရင်မစားနဲ့တော့အန္တရာယ်ရှိတယ်အချင်းပြောင်းသွားရင်တဘာဝမဟုတ်တော့ထုံနည်းလကောင်းပဲတကဘာလုံးကစစ်တက်ဟေ့ဆိုတာတိုင်းသူပြည်သားများ၏အသက်အိုးအိမ်စီးတင်ကိုကာကွယ်စောင့်ရှောက်ဖို့ပဲတိုင်းသူပြည်သားများ၏အသက်အိုးအိမ်စီးတင်ကိုကာကွယ်စောင့်ရှောက်ခြင်းလုပ်နေတဲ့၍တဘာဝကြရတယ်အဲ့ဒါဓမ္မပဲယနေ့စစ်တက်ဟာဘာလုပ်နေလဲဘာလုံးလဲမြင်တွေ့နေကြတာ တိုင်းတစ်ပါးသားနဲ့စစ်ဖြစ်လာရင် ကာကွယ်ရမယ်စစ်တပ်ဟာဘာတိုင်းတစ်ပါးသားနဲ့စစ်ဖြစ်ခြင်းလည်းမရှိဘဲနဲ့ရဲရဲဆက်ဆက်ကိုပြည်သူလူထုကိုနော်မရင်းချင်းနဲ့တက်ဖြတ်တယ်မိရှို့တယ်လေရင်ကြီးတွေနဲ့ကျဲတယ်ဒါအာရမပဲလေဒါကြီးကိုမျက်စိပိတ်ပြီးတော့နှစ်ဖက်လုံးလွန်လာပါဟေ့ဆိုတာအဲ့ဒီဖုန်ကြီးဟာနော်တနည်းအားဖြင့်ပြောရင်ဆက်အနာရှင်တွေကြွေးနေတဲ့ခွေးတွေဝတ်တွေစားနေတဲ့ခွေးတွေဝတ်တွေအတွက်တော့မစင်အောင်စားเสียရပါဒီလိုပဲစစ်တပ်က အစားအစာတွေဟာပြည်သူတွေမျက်ရည်ကျပြီးတော့အာဏာကိုခိုးပြီးတိုင်းပြည်ရဲ့တန်ဇာတတွေဗန္နာတွေကိုအလွဲသုံးစားလုပ်နေတဲ့တကြောင်အဲ့ဒါမစင်ပဲအဲ့ဒီမစင်ကိုကြိုက်သွားတဲ့ဘုံကြီးတွေဟာဖောက်လေဖောက်ပြန်ဖြစ်ကုန်တာပဲအဲ့ဒါကိုစန္ဒာဂတိလို့ခေါ်တယ်အာဏာရှင်တွေပေးလိုက်ကျွေးလိုက်တဲ့အရာတွေကိုသူတို့ကကြိုက်သွားတယ်အာဏာရှင်ကိုတော်လန်ရင်ဘုရားပြောတဲ့ထောင်ကျမင်းဆိုပြီးတော့ကြောက်သွားတယ်ဘုရားဂတိဖြစ်သွားတော့မအနေမြင်တိလျင်နဲ့မပြောရဲတော့မပြောရဲတော့ဘာလုပ်လာလိမ့်ဟိဆိုတော့ခုနကပြောခဲ့တဲ့တော်လန်တဲ့ဘက်ကိုကသူတို့အပြစ်ရှာလာ ဒီနေ့ဒေါ်လန်နေကြတာဟာအာဓမတ်ကိုဖယ်ရှားတာလေတမယာရီကဖြိုးသွားပြီဆိုရင်ပြောင်းသွားပြီဓာတ်ပြောင်းသွားရင်သူကအစိတ်ဖြစ်လာတာပဲလူအန်နေပေးတော့မှဒီလိုပဲစစ်တပ်ကတူးလို့မလုံတော့ဘူးဟဲ့ဆိုရင်သူကအစိတ်ဖြစ်သွားအန်နေရရှိသွားပြီဒီလူတို့အန်နေရရှိသွားပြီအန်နေပေးနေပြီသူကသူ့မူရင်းအလုတ်ပျက်စီးသွားပြီဖြစ်တဲ့အတွက်ကြောင့်ဒါကြောင့်မလို့နကြက်ကိုင်းနေတဲ့လက်တွေမြေပြူကိုင်းနေတဲ့လက်တွေစေထုအကိုင်းနေတဲ့လက်တွေတကယ်တိုင်းမြေရဲ့အနာဂတ် ။တချိန်မှာသမ္မတတွေဝင်ကြီးချုပ်တွေဖြစ်ကြမှာဒီဆရာဝန်တွေဖြစ်ကြမှာဒီဆရာဝန်လောင်းတွေဆရာဝန်တွေနော်စီဒီယံလောက်ကြတယ်ဒီနေ့တော်ရဲမှာတိုက်ပွဲဝင်နေဆရာဝန်တွေများကြီးနော်ဥပညာရှင်တွေဥပညာတွေတွေအသက်ဆုံးနေကြတာသူတို့တွေတွေသူတို့အလုပ်ပဲသူတို့ဆက်လုပ်ချင်ကြတာမြေပြူကင် ပြီးတော့ပဲတိုင်းပြည်မှာဒါသူတို့ရွေးချယ်ထားတယ်လမ်းခိုင်မေကလည်းပြောခဲ့တယ်မူရင်းကနေဖယ်ရှားသွားပြီးအာဓမ္မဖြစ်သွားပြီးပြည်သူအတွက်အစိတ်ဖြစ်နေတဲ့အတွက်ကြောင့် ငါတို့တော့ငါတို့ပြည်သူကိုငါတို့ကိုယ်တိုင်ကာကွယ်မှရတော့မယ်ဟေ့ဆိုပြီးတော့မြေပြူပစ်ချနော်ငကြက်လေးတွေပစ်ချကိုလုံနေတဲ့အလုပ်တွေပစ်ချဘောပင်နော်စာတင်နေတာတွေကိုပစ်ချကိုအရင်ချစ်မြတ်နိုးတဲ့စာတင်ငန်းတွေဓာခွဲငန်းတွေနော်ဒါတွေကိုဆွန့်လွတ်ပြီးတော့မလုတ်ချင်ဆုံးအလုပ်ကိုလုတ်ကြရတာတိုးတွေဘယ်သူကတွားနေချင်မှလဲတွေ့စီလေကျုံရရေတောက်ကျုံရစားနော်အမိုးမရှိအကားမရှိလက်နက်ကဘယ်နှအကြလာမှန်းမသိ ဘာလို့လှုပ်ရှင်လို့တွားလို့ကြရတာမဟုတ်ဘူးအာရမကိုဖျက်ရှားရမှာမဟုတ်လို့ဘုန်းကြီးတွေအဲ့လောက်ထိအတိမရှိရင်ခွေးထက်အောက်တန်းကြတဲ့အတိဖြစ်သွားတာဒါဦးစင်းတို့ညှားစရာမလိုဘူးဒါဖောက်ပြန်ရေးဓမ္မတွေလို့ခေါ်တယ်ဒီနေ့ဘုန်းကြီးတွေသူတို့အလုပ်ဖြစ်တဲ့ဓမ္မကိုချစ်ချစ်မြည်မြတ်လို့မပြောရကြတာပင်ကလုံးဝရတာတုံးကဗုဒ္ဓကပြောထားပြီးတာဘုန်းကြီးမှန်လို့ရှိရင်အံကမှန်းရင်မကောင်းမြတ်တာကောင်းရညွန်လေးအသေးဟောကျူးနာဘူးထက်မှန်းနတ်ထန်တင်ရမြတ်တာလည်းပြူရမ်းမှု၆ခုလုံးသေးကြ မကောင်းဒီအာသမဖြစ်နေပြီဆိုတာမင်းရမှာပိတ်ပင်ရမှာဆက်မကျိုးလုံအောင်လုပ်ကြ။ညနေဘုန်းကြီး၄သိန်းကျော်ကအဲ့ဗဇက်ပိတ်ပြီးတော့နော်ဆန္ဒဂရိကိုရနာလေးတွေလက်လို့ရမှာစိုးရင်လို့နော်မပေးတော့မှကြောက်လို့ဘယဂရိထောင်နေကြမှာဘာဖြစ်မှညာဖြစ်မှာနော်ကာကြီးအသိန်းခံမှာကြောက်လို့မားနေတာမပြောရဲတော့ဘူးခုနပြောကြတဲ့ဝိလိကြောင့်ဘက်တွေလို့လားတူဝက်ကပဲမားလို့ဟိုဘက်ကပဲမားလို့နှစ်ဘက်မားလို့တွေပောက်တက်ကြရကြီးနေသေးလား ဒါဟာဖြူပဲဒါဟာမဲပဲဒါဓမ္မပဲဒါအာရမပဲမပြောရတော့လူတွေတော့ဘာပဲတွက်ကြည့်ဓမ္မအာရမကွဲပြီးတော့အသက်ဆုံးနဲ့စီးစိမ်ဆုံးနဲ့ဒါသူတို့ရှာထားတဲ့ပုစံကြီးဘုန်းကြီးကျောင်းကြီးနေသူတို့ရှာထားလားလူတွေလူထားတာဘုန်းကြီးနေပုံပြီးလောဘကြီးလာကြတယ်ဒေါရတွေကြီးလာကြတယ်မောဟတွေကြီးလာကြတယ်ဒါလုံးဝမာရင်မှုပဲအဲ့တော့လူတွေတော့ဓမ္မအမှန်တရားအတွက်အသက်ဆုံးမီကိုတိုင်းပြီးကောင်းမှုအနာဂတ်မျိုးဆက်တည်လေးတွေလူလူသူလူနေရဖို့တို့ဒီ အာနာရှင်အအောက်မှာတတလုံးခွေးထက်အောက်တန်းကြတဲ့ဘဝတည်းနေရမှာဆိုးလို့စုံနေကြတာဘုန်းကြီးကြီးကတော့နေပလေးစီသူတို့စားနေရရင်ပြီးရောခွေးတွေဝက်တွေစားတဲ့ခွေးတွေဝက်တွေကမစင်ရသူတို့တွေစားစီရပဲလူတွေအတွက်ကြတယ်ယွန်းစီရပဲဒီလိုပဲစစ်တမ်းနဲ့ပေါင်းစားရမယ့်ကိစ္စဟာသူတို့ကောင်းကြီးအာဇာနည်တွေအတွက်တော့ယွန်းစီရပဲဒါပေမဲ့စားနေတဲ့လူတွေအတွက်ကြတော့မစင်ရသူတို့တွေစားစီရဖြစ်သွားတယ်အဲကြောင့်မလို့ စစ်အာဏာရှင်နဲ့ပေါင်းစားခြင်းရမစင်ကို ခွေးတွေဝတ်တီကြိုက်တယ်လို့စားနေခြင်းပဲဒါလူတိုင်းကခဏခဏခဏထက်ထက်ပြောရမှာယွန်လာအောင်ပြောရမှာဒီတိုင်းကြီးမှာအဲ့ဒါကြီးကယွန်ရှားစရာလို့ရှောင်းလာကြရင်ဒေါ်လန်ကြရင်ဦးစင်းတို့တိုင်းပြီကောင်းလာမယ်အဲ့လိုမျိုးပဲနဲ့အာဏာရှင်ရဲ့လှည့်ထားတဲ့အတိုင်းမှာလောင်စာဝိုင်းလေးတွေဘောလုံးလေးတွေခဏပြေကြတဲ့ဘုံကြီးတွေအကြိုက်တွေမိမတွေနော်ခဏပြေကြတဲ့အာပျော်ပွဲရှင်မွဲတွေမွေးနေ့ပွဲတွေအဲ့ဒါတွေကအာဏာရှင်က ော်ခုနကပြောခဲ့တဲ့ခွေးကိုမစင်ကြွေးတူလို့ကြွေးထားတာပဲဒါကိုအားလုံးတဘောပေါက်ကြဖို့လိုအပ်တယ်နော်အဲ့ဒါကိုစားနေတာမြည်ဦးဇင်းတို့မြောက်ဒီမြည်ဆရာတော်ကြီးကတော့အပြက်ပြောခဲ့တာရှိပုံမြင်တဲ့ကိုတည်တည်ချာစနစ်တကျဦးဇင်းရဲ့ဆရာတော်ကြီးရဲ့နော်အရင်တော့အဲ့လိုလိုက်လွင်တာတွေကနဲပါတယ်ဇာနီတိုက်ပေးမှာဦးဇင်းတို့အပတ်စဉ်တိုင်းဆရာတော်ကြီးနဲ့တောက်လျှောက်နော်အင်တာဗျူးပြီးတော့ပြောခဲ့ကြတော့မှာဆရာတော်ကြီးကအဲ့ဒီခုနကပြောခဲ့တဲ့ရှိပုံမြင်ဆိုတာကိုစနစ်တကျပြောခဲ့တယ်မစင်ကြိုက်နေကြတဲ့လူတွေများလို့ ဒါတွေကမလွတ်မြောက်ကြတာနော်ဒါတွေကိုယွန်ရှာပြီးတော့ယုံထွက်ကြရမှာဒါကြောင့်မလို့အဲ့ဒီဖုန်ကြီးကဘယ်နဲ့ပြောခဲ့တယ်မှားနေတာကိုမှားနေတယ်မပြောရဲပဲနဲ့နော်ဟိုဘက်ဒီဘက်ရနှစ်ခုလုံးဖြစ်နေကြတယ်လို့လူမျိုးနဲ့လောက်တာဟာအင်မတန်မှလိန်နေဖုန်ကြီးပါပြီးတော့အဲ့ဒီဖုန်ကြီးနော်ဇောတိတရသာဖက်ကြပါပြောပြီးစာရေးဆရာတွေကိုဖောင်းထုတဲ့ကိုတော်ကြီးပါနော်အဲ့ဒီကိုတော်ဟာယနေ့တိုင်းမြည်ပြန်တာစာရေးဆရာတွေကြောင့်ဆိုပြီးတော့စာရေးဆရာတွေကတက်ရှို့ထားခဲ့တာလေ တကယ်တော့မဟုတ်ဘူးဇာတိဆရာတွေကဇာတိတက်သီလတွေနော်ကိုရင်တိတ်ခါတွေအာနာရှင်ကမှားနေတာကိုမှားနေတယ်ပြောမှအာနာရှင်ကရက်သွားမှလीမှားနေတာကြီးကိုမှားနေတယ်မပြောရင်ရှေ့တိုးလာရင်ဒီလူတွေကတီးတက်တီးတက်သိရင်ပြီးတော့ခံကြရမှာပေါ့ဘုန်းကြီးတွေမပြောကြလို့ဒီလူတွေကပြောကြရတာပေါ့အဲ့ဒါကိုပြောပြတဲ့ဇာတိဆရာကိုကျေးဇူးမတင်တဲ့အပြင်ကိုသူကဇာတိဆရာတွေအားလုံးကိုဖောင်းထုတ်တယ်ခုနကနော်အဲ့ဒီဇောသိဒ္ဓရဆိုတဲ့ဘုန်းကြီးဟာနော်အင်မတန်ရုပ်မာတဲ့ဘုန်းကြီးပါဦးဇင်းလေးနားထောင် ြည်ပါတယ်သူကဒီမိုကရေစီတွေကိုဖျက်ဆီးနေတာပဲဒီမင်းတို့ဒီမိုကရေစီခေရောက်လာလို့အရင်ဘရင်တွေကိုမင်းတို့စော်ကားတယ်ဗာဖြစ်တယ်ညာဖြစ်တယ်နဲ့ပြောနေတာပဲသူအာနန်ရှင်တွေကိုတော့မှတောက်ထောင်နေတာပဲနော်ဒီဘုန်းကြီးကအာနန်ရှင်ကစပယ်ရှင်မွေးထားတဲ့ဘုန်းကြီးလေးဖြစ်နိုင်ပါတယ်နော်အာနန်ရှင်ကဤမျိုးစုံနဲ့သူကပေးကြွေပြီးတော့နောက်ကိုရနေမဟုတ်တလို့လို့နဲ့ခိုင်းတာတွေကလည်းအများကြီးပဲရှိပါတယ်နော်ဒါကြောင့်အားလုံးကသတိရှိပါပညာရှိပါနားစိုက်ပါနော်ဘုန်းကြီးတွေကတော့ဤမျိုးစုံနဲ့ကျင်းထဲပါတယ်လို့ ရကြပြီးလိုက်ပါတယ်ကျေးဇူးတင်ပါ